ဦးဇင်းတို့ဒီစကိုင်းမှာပဲရန်ငယ်တပါအသက်20အစိတ်ဆိုကြပါစို့ရန်လေးငါးဝါနမှာပေါ့ဦးဇင်းငယ်စကိုင်းမှာစာသင်စာချပြင်းပြီးတော့မနေတော့ဘူးလူထွက်မယ်ဆိုပြီးတော့စကိုင်းကနေပြီးအင်းဝါကူးသွားဘူးတယ်မလားအင်းဝါရောက်သွားအင်းဝါရောက်သွားတော့ပြိတိအော်လူမထွက်ခင်ငါလေးဒီသင်္ကန်းဝတ်ကလေးနဲ့ အင်းဝဆွေစည်းကုံကိုအာရပါရဖူးမြင်အောင်ပဲဒီတကဖူးမြင်ခြင်းဟာသင်္ကန်းဝတ်နဲ့ဖူးမြင်တာနောက်ဆုံးမှာဖရာသူစိတ်ထဲမှာဒီလိုစိတ်ကူးပြီးသွားတာလေဖရာတဲ့လည်းဝင်လိုက်ရောရှေ့ကဓကမတယောက်ကအော်ပြီးဆူတောင်းဤစီမိမန်ဤရေချမ်းကိုလှူရရတဲ့ကောင်းမှုကြောင့်ယဟန်လူတို့များနဲ့ဘရော့ကမမတွေ့ဖရာဇေနဲ့ဖရာတဲ့ဟုတ်လား စူတောင်းချိုင်တော့လူထွက်မလို့လာတာလေဟာဒီကလူထွက်မလို့ဟိုကလူထွက်နဲ့လွဲပြရစီစူတောင်းဘလူညုံနဲ့ဒီစူတောင်းတာလေရှာရှာမပါနိဗ္ဗာန်ရောက်ပြရစီအပေတကလွတ်ပြရစီဒီဟာမပါပဲနဲ့ရန်လူထွက်နဲ့လွဲဖို့ကြီးစူတွေတောင်းအဲ့ဒါနဲ့အဲ့ဒီကိုတော်လေးရှေ့ဆက်မတိုးပဲနဲ့အဲ့ဒီနာထိုင်ဆောင်ဟိုတကမှစူတောင်းပြီးပြန်ထွက်တော့စောစောကရန်လူထွက်နဲ့လွဲပြရစီစူတောင်းတယ် တကမလေးလာဟုတ်ပါတယ်ဗျာဘာဖြစ်လို့အဲ့ဒီစုတောင်းတယ်လဲအော်ရှင်ဖရာရဲ့ရန်လူတွေနဲ့လွဲပြရစီဆိုတာလူမိုက်နဲ့လွဲပြရစီလို့စုတောင်းတာပေါ့မေးမှပူဆိုးတယ်သူကလေဟုတ်လားဟာလူထွက်တာနဲ့မိုက်ကြောလားရှင်ဖရာစဉ်းစားကြည့်ပေါ့ဘုန်းကြီးဘဝနေတတ်ရင်ကုစုတွေကြည့်မယ်လူဘဝဆိုတာရှေ့မှာကြည့်လိုက် အကူစိုးတွေကြီးပဲဟုတ်လားယဟန်ဘောကနေထိုင်ရင်ကူးစိုးတွေကြီးပဲတဲ့အဲ့မှာဦးစင်းလေးကစဉ်းစားတယ်ဟုတ်သားပဲယဟန်တဘောစပိတ်တစ်လုံးသင်္ကန်း300နဲ့ဘလောက်စင်းရဲစင်းရဲစပိတ်တစ်လုံးသင်္ကန်း300တော့ရှိနိုင်တယ်လေကျောင်းမရှိအောင်တော့ပြိတဲ့သစ်ပင်အောက်မှာနေမယ်ဆိုရင်ရုက္ခမှုဒုတင်ကျင်ပြီးသားတော့ဖြစ်သေးဟုတ်လား ဟာတကယ်လို့သင်္ကန်းမရှိဘူးလူမဲ့တမ်းမဲ့လူမရှိလို့ပဲတယ်သမိုင်းဆိုအင်ကြီးဆိုအဲ့ဒါတွေကောက်ချုပ်ပြီးသင်္ကန်းလုတ်ဝဲမယ်ဆိုရင်ပန်းတကူဒူတင်ကိုဆောင်းပြီးသားတော်ဖြစ်သေးတယ်။ဒကာဒကမတွေဆုံးပင်မကတ်လို့ဆုံးခံစားရမယ်ဆိုလဲကို့ခြေသလုံးအိမ်နိုင်ကိုအကြောင်းပြုပြီးတော့မှသဗရဏဇာတိကဒူတင်ပတ္တပိဏဒူတင်ဒီဒူတင်တော့ကျင့်လို့ရစေ။ဟုတ်သားပဲရဟန်းဘဝကနေတတ်မယ်ဆိုရင်တော့ကုစုတွေကိုတန်းစီနေတာပဲ။ဟုတ်ပြီလား။ လူဘွားကြတော့ပြောပါဦးဘလို့ကြောင့်အကုသိုလ်တွေများရှင်ဘုရားစဉ်းစားကြည့်ပေါ့ဗျာလူဘွားများဥပမာအဖြစ်တမန်အာဇီဝကြအောင်စိုက်ပျိုးရေးလေးလှုပ်ရှားမယ်ဆိုကြပါစို့သူများခင်ပိုးကြပိုးတွေဖြန်းတော့သူများပိုးကိုယ်စီရောက်မှဆိုလို့ကိုကဘာတကမဖြန်းရဘူးလားကိုကမဖြန်းရင်ပြည်တဲ့ကိုခင်ဘာမှမရဘူးဆိုတော့မဖြန်းခြင်းလဲဖြန်းပဲဖြန်းခြင်းလဲဖြန်းလဲအဲ့ကလေးကပိုးကတတ်ရပြီလေဟုတ်လား ။ဟာဈေးလေးရောင်းပြန်တယ်ဆိုတော့အမြတ်ကြီးရချင်းတော့ပြိတဲ့အလေးလေးဝဲတော်တလေးရောင်းတော်တလေးဒါမျိုးတွေလည်းဖြစ်မှာ။ဟုတ်လား။ရင်းနေတဲ့လူတစ်မျိုးမရင်းနေတဲ့လူမျိုးဒီလိုလည်းဖြစ်မှာ။အဲ့တော့ရှင်ဘုရားရဲ့တပည့်တော်တို့ဘုရားအကုသိုလ်လွန်များပါ။အဲ့ဒီအကုသိုလ်တွေနဲ့စုဆောင်းပြီးတော့မှကုသိုလ်ပဲပြန်ထွက်ပေါက်ရအောင်တိုးနေရတာ။ရှင်ဘုရားတို့ကလည်းရှေ့တိုးရင်ကုသိုလ်ကြီးပဲကုသိုလ်မတိုးဘဲနဲ့အကုသိုလ်ပဲပြန်တိုးကြင်တာဆိုတော့အဲ့ဒီလူပြန်တော့ခုံကြီးလောက်မိုက်တာရှိမလား အဲ့ဒါကြောင့်တပည့်တော်ကအဲ့လူမိုက်မျိုးကိုလွဲပြရစီဆူတောင်းလိုက်တာဗျာအမလီကောင်းလိုက်တဲ့ဆူတောင်းယေဆူတောင်းကောင်းလို့ငါလည်းစိတ်ထားပြောင်းပြီဆိုပြီးတော့လေအဲ့ဒါကမှဆူတောင်းကောင်းတာဘုန်းကြီးလေးစိတ်ထားပြောင်းသွားတာဗျာဟင်ရှင်ဘုရားကဘလို့ကြောင့်ပြောင်းတာတော့လူထွက်မလို့လာတာတဲ့ဒါနောက်ဆုံးဖရလာခိုးတာရှစ်ခိုးတာသင်္ကန်းဝင်းနဲ့ယေစုတောင်းကောင်းလို့ငါရှစ်ခိုးပြီးဇကိုင်းပဲပြန်တော့မယ်ဆိုပြီးတော့ဇကိုင်းပြန်လာပြီးစာကျက်စာတက်လိုက်တာ နောက်ဆုံးတီလောကဂူရုဆရာတော်ဆိုတာဖြစ်သွားတယ်မို့လားတက္ကမတယောက်ရဲ့စူတောင်းပဲဟုတ်လားအဲ့တော့ပြိဿတွေဒါတချို့ကလည်းပဲနတ်တွေကဆောင်ပြတယ်လို့ဒီလိုလဲပြောကြတယ်ပေါ့ဟုတ်ခြင်းလဲဟုတ်မှာ ဟုတ်လားသာသနာတော်ကြီးတို့အရေးပါရောက်ရောက်မဲ့ပုံကိုတရားကိုလွယ်လွယ်နဲ့လွန့်ထွက်မသွားအောင်ဆောင်ရှောက်နေတာလဲဖြစ်ရင်ဖြစ်မှာပေါ့အဲ့တော့ပြိဿဥဒ္ဓနုဒါဆူတောင်းနေပြောတာပါနော်